ဂျပန်ဝန်ကြီးချုပ်တဲ့စာနေတာကိုင်ချီကဂျပန်နိုင်ငံကိုရောက်ရှိနေတဲ့အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ကိုအော်တိုဝါ28ရက်မှာထုတ်ဖော်ချီးကျူးလိုက်ပြီးနှစ်နိုင်ငံဆက်ဆံရေးဟာရွှေခေတ်ဖြစ်ရမယ်လို့ပြောကြားခဲ့ပါတယ်။ဂျပန်ရဲ့ပထမဆုံးအမျိုးသမီးဝင်ကြီးချုပ်တာကိုင်ချီကထရမ့်ကိုထုတ်ဖော်ချီးကျူးခဲ့တဲ့အပြင်နိုဘယ်ငြိမ်းချမ်းရေးဆုအတွက်၎င်းကထရမ့်ကိုအမည်စင်းရင်တင်သွင်းလိုက်မယ်လို့တောင် ပြောကြားခဲ့တယ်လို့အင်ပီရိုကထုတ်ပြန်ခဲ့ပါတယ်။တရုတ်နဲ့အဘေးယူဖြစ်စီရဲ့အတွက်ရည်ရွယ်တဲ့အာရှခရီးမှာရှေးယွန်းဆန်နဲ့တာကိုင်ချီကိုပထမဆုံးအကြိမ်တွေ့ဆုံခဲ့တဲ့ထရမ့်ကဝါရှင်တန်ဟာ အင်အားအတောင့်တဲဆုံးအဆင့်ရှိတဲ့မဟာမိတ်ဖြစ်ပါတယ်လို့ပြောကြားခဲ့ပါတယ်။ခမည်းနဲ့စောစောစီစီတွေ့ရတာတကယ်ကုန်ယူစရာပါ။ခမည်းဟာအကြီးအကျယ်ဆုံးဝင်ကြီးချုပ်တဦးဖြစ်တယ်လို့ထင်ပါတယ်လို့အာကာစာခာနန်းတော်နိုင်ငံတော်အေဂေဟာမှာထရမ့်ကတာခိုင်ချီကိုပြောပါရတယ်။တာခိုင်ချီကထိုင်းနဲ့ကမ်ဘောဒီးယားတို့အပြစ်ခံရင်ဆဲမှုနဲ့ဂါဇာသဘောတူညီချက်ရဲ့မကြုံစဘူးသမိုင်းဝင်အောင်မြင်မှုတွေအတွက်ထရမ့်ရဲ့ဂျူဝန်အားထုတ်မှုတွေကိုထုတ်ဖော်ကြေကျူခဲ့ပါရတယ်။ကျမကတော့ဂျပန်အမေရိကန်မဟာမိတ်ဖြစ်မှုရဲ့ရွှေခေတ်သစ်ကိုမြင်ကြပါရတယ်။ အဲ့ဒါဆိုရင်ဂျပန်နဲ့အမေရိကန်ပြည်ထောင်စုတွေဟာအင်အားပိုတောင့်လာပြီးပုံမကျွဲဝါလာပါလိမ့်မယ်လို့ဂျပန်ဝန်ကြီးချုပ်ကပြောကြားခဲ့ပါတယ်။နှစ်ဖက်စလုံးကအရေးကြီးတဲ့သတ္တတုသွင်းထွက်မြေရှားသတ္တတုနဲ့ပတ်သက်ပြီးဒွေဒါဘီခံနိုင်မှုဖူလုံမှုရှိစေရေးကိုရည်ရွယ်တဲ့သဘောတူစာချုပ်ကိုလည်းလက်မှတ်ရေးထိုးခဲ့တယ်လို့အင်ပရိုရဲ့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။တကင်ချီနဲ့တွေ့ဆုံခဲ့ပြီးတဲ့နောက်ထရမ့်ကလွန်ခဲ့တဲ့ဆယ်စုနှစ်တွေမှာမြောက်ကိုရီးယားပြန်ပြီးဆွဲခဲ့တဲ့ဂျပန်မိသားစုတွေနဲ့တွေ့ဆုံမှုထွက်ခွာသွားခဲ့ပါတယ်။ထရမ့်ကအာရှခီးစဉ်အဖြစ် မလေးရှားနိုင်ငံကိုဦးစွာရောက်ရှိလာခဲ့ပြီးတဲ့နောက်အခုဂျပန်ကိုရောက်လာတာဖြစ်ပါတယ်။အဲ့နောက်တောင်ကိုရီးယားကိုဆက်လက်ထွက်ခွာမှာဖြစ်ပြီးတရုတ်သမ္မတနဲ့တောင်ကိုရီးယားမှာတွေ့ဆုံမယ်လို့သိရပါတယ်။